ငယ်ရွယ်သေးတဲ့အချိန်မှာလက်ထက်ပြီးရောကံမကောင်းတာကြောင့်တခုလက်ဖြစ်ခဲ့ရတဲ့မင်းသမီးသုံးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စန်းကြီးပါ page ကနေပြီးတော့ပြန်လည်လို့ချိုးဆိုပါရယ်အလားလာကောင်းများစွာရှိပြီးတော့အောင်မြင်တဲ့အချိန်မှာအချစ်ကိုရွေးချယ်ပြီးတော့လက်ထက်ခဲ့ကြတဲ့မင်းသမီးတွေလည်းရှိပါရယ်အသက်20ဝန်းကျင်အရွယ်မှာအချစ်ကိုပုံအပ်ပြီးတော့လက်ထက်ပြီးတော့မှမှန်ကန်တဲ့အိမ်အောင်ဘက်မဖြစ်ခဲ့ရတဲ့မင်းသမီးတွေကဘယ်သူတွေလဲဆိုတာကိုဒီဗီဒီယိုမှာလေ့လာကြည့်ရအောင်ပါရှင်နံပါတ်1ရုံဝတ်တီလွင်မို့ ရွှေဝတီလွင်မိုးကအသက်20မပြည့်ခင်မှာအိမ်တော်ဖြူမိသွားခဲ့တာဖြစ်ပါတယ်။အသက်18နှစ်ပြည့်တဲ့အချိန်ကလေးဘဝတွေကချောမောတဲ့ရုပ်ရည်ကြောင့်အမှုပညာလောကမှာနာမည်ကြီးသလိုပုရိသတွေကြားထဲမှာလည်းရှေးပန်းစားခဲ့ပါတယ်။နာမည်ကြီးမင်းသားရဲ့သမီးဖြစ်တာမို့အမှုပညာလောကမှာတဟုံတို့တောက်ပလာမဲ့ကျယ်ဝင်လေးတွင်ဆိုပြီးတော့ခံမှန်းခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လူငယ်တဘာဝအချင်းနဲ့ထိတွေ့မိတဲ့အချိန်မှာလိုအပ်တာထက်ကျွန်းလွန်သွားခဲ့တာမျိုးလက်ထပ်လိုက်ရပါတယ်။ နိုင်ငံသားမှာကြောင်းသွားတဲ့ရင်နဲ့ချစ်သူကောင်လေးဖြစ်သူနဲ့လက်ထပ်လိုက်တာဖြစ်ပါတယ်။လက်ထပ်ပြီးကလေးမွေးကကလေးကိုရွေမိုးတို့ကဆက်လက်ထိန်ပြီးတော့သူတို့နှစ်ယောက်ကတော့နိုင်ငံသားမှာဆက်ပြီးတော့ကြောင်းတက်နေကြတာဖြစ်ပါတယ်။အိမ်တော်သက်၆နှစ်ဝန်းကျင်မှာတော့ရုံးတီရွေမိုးက ခင်ပွန်ဖြစ်သူနဲ့တရားဝင်ကွာရှင်းလိုက်ပါတယ်။ဖောက်ပြန်သွားတယ်လို့လည်းသတင်းထွက်ပေမဲ့သူမကတော့မြန်မာနိုင်ငံကိုပြန်လာခဲ့ပါပြီ။အခုဆိုရင်တော့အသက်24နှစ်မှာမင်းသမီးတရရဲ့အဖြစ်ကိုပြန်လည်ပြီးတော့ရက်တီနေပြီလည်းဖြစ်ပါတယ်။ရုံဝင်လူမျိုးကနောက်ထပ်အင်အားလည်းမပြုတ်ပဲမိဘတွေနဲ့အတူမိသားစုဘဝလေးကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေရလည်းဖြစ်ပါတယ်။တကယ်လို့သာလက်မထက်ခဲ့ရင်အခုချိန်မှာမင်းသမီးတယောက်ဖြစ်နေနိုင်ပြီဆိုပေမဲ့လက်ထက်ခဲ့တဲ့အဖြစ်ကြောင့်အခုချိန်ကနေသာအစအနေပြန်ပြီးတော့စူးစမ်းနေရတာဖြစ်ပါ ါတယ်။နံပါတ်1ဟေမန်အောင်မြန်ဆိုင်သောအအောင်ရဲ့သမီးဖြစ်သူဟေမန်အောင်အောင်လည်းဖခင်ရဲ့အရေးကြောင့်အသက်၈၀နှစ်ဝန်းကျင်တဲ့အနုပညာလောကမှာခြေချခဲ့ပါရယ်။ ီဒီယိုဇာတ်ကားတွေမှာမင်းသမီးငယ်လေးအဖြစ်ပါဝင်ပြီးတော့တရုတ်ဆောင်နေခဲ့တာပါဒါပေမဲ့အချစ်ကိုပုံအမ်းမိလိုက်တဲ့အတွက်အသက်22နှစ်အရွယ်မှာလက်ထဲခဲ့ပါတယ်သူမလက်ထဲခဲ့တာကမိဘတွေသဘောမတူဘူးဖြစ်တာတောင်မှအချစ်ကိုပုံအပ်ပြီးတော့ရှမ်းအောင်လက်ထက်ခဲ့တာဖြစ်ပါတယ်။ခေါင်းထဲသူမဟုတ်လို့မိဘတွေကကြားခဲ့ပေမဲ့ဟေမန်အောင်ကရှေ့ကိုဆွတ်တိုးခဲ့ပါတယ်။တကယ်တမ်းအိမ်အောင်တဲ့ဘဝကိုလက်တွေ့ရင်ဆိုင်ရတဲ့အချိန်မှာမိဘတွေကကြားခဲ့တာကတကယ်ပါလား၊ကြားခဲ့တာကတကယ်ပါလားဆိုတာသိခဲ့ရတယ်။ အိမ်အောင်တက်တနစ်တောင် မပြေးလိုက်ပဲဟိမန်အောင်ကခင်မုန်းဖြစ်သူနဲ့ကွာရှင်းလိုက်ရတာဖြစ်ပါတယ်နောက်ပိုင်းမှာမိဘရင်းနဲ့အတူပြန်ပြီးတော့နေရပါကံမကောင်းတဲ့ဟိမန်အောင်ကဒီနှစ်ထဲမှာဖခင်ဖြစ်သူအကိုဖြစ်သူတို့ကိုတပြိုင်တည်းဆုံးရှုံးလိုက်ရပြီးတော့တကောင်ကျွတ်ဘဝနဲ့ကြံခဲ့ရတာဖြစ်ပါတယ်နံပါတ်3မိကပြမေကပြားဦးကျော်ဟင်းရဲ့တပည့်အနေနဲ့ဗီဒီယိုစကားရီမှာပါဝင်သရုပ်ဆောင်နေတဲ့အချိန်မှာတင်အိမ်အောင်ကြားခဲ့တာဖြစ်ပါတယ် လက်မထက်ဖို့မိတ်ဆွေတွေကတားကြပေမဲ့ရရဲယူခဲ့တာဖြစ်ပါရင်မင်းသမီးဖြစ်တောင်လည်းမရသေးတဲ့အချိန်မှာကလေးတယောက်တောင်ရနေပြီဖြစ်ပါရင်သမီးလေးခင်ကောင်မွေးပြီးတော့မှမိကပြားအတီးဥဆောင်ဘဝကိုပြန်လုတာဖြစ်ပြီးတော့နောက်ပိုင်းမှာလူသိများလာခဲ့ပါရင်ဒါပေမဲ့လည်းငယ်ရွယ်တဲ့အချိန်မှာရွေးချယ်တဲ့အိမ်တော်ကြီးကအမားများတယ်ဆိုသလိုမိကပြားကလည်းအိမ်တော်သက်မရှိပါဘူးခင်မုန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီးတော့သမီးလေးကိုသူကသာစောင့်ရှောက်နေခဲ့တာဖြစ်ပါရင် မိကပြာသမီးလေးအသက်15နှစ်ဝန်းကျင်မှာနောက်ရင်အောင်ပြုထားပြီးလဲဖြစ်ပါတယ်အခုချိန်ထိလဲသူချောင်းသူပေါ်ရက်တည်နေပြီးတော့သမီးလေးရဲ့ကျောင်းစီရေးကိုတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးနေရလဲဖြစ်ပါတယ်အသက်ငယ်ငယ်နဲ့အိမ်အောင်ကြပြီးတော့တခုလဲဖြည့်ခဲ့ရတဲ့မိသမီးတွေအပေါ်ပရိသတ်တို့ရဲ့အမြင်လေး comment လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်